thank uh you -huh. ္ဂလာပါရှင်ခေတ်သစ် news ကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်ကမ္ဘာစစ်ကြီးဖြစ်တော်မလာလို့ရှောင်ရမ်းညတန်းနေချိန်မှာစေအိုစုကသူ့လောက်သူအလုံးမပြတ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်တော်လိုင်းကိုအားပြော့သွားစေဖို့စစ်လော်ဘီကကမ္ဘာစစ်ကြီးဖြစ်တော်မယ်လို့သွေးထုံလုံစော်လာနေချိန်မှာတဖက်ကစေအိုစုကတရုတ်လုံခြုံရေးတပ်ဖွဲ့များနိုင်ငံ내ခေါ်သွင်းရန်မှသည်ရွေးကပွဲမှာ၎င်းတို့အကွက်ချထားတဲ့ရှာလက်များတသွေးမသိမ်းဖြစ်လာစေရန်ထိအကောင့်ထေဖော်လာနေပြီဖြစ်ပါတယ်စေအိုစုခန့်ပြည်ထောင်ဝင်ကြီးဗိုလ်ချုပ်ထွန်းထွန်းနောက်မှာတရုတ်လုံခြုံရေးတပ်ဖွဲ့များနိုင်ငံတွင်အခြေ 6နိုင်ငံကိုကြီးကြပ်ရေးကော်မတီအစည်းအဝေးကိုနေပြည်တော်ရှိရဲချုပ်ရုံမှစတင်ခေါ်ယူနေပြီဖြစ်ပါတယ်။ တရုတ်လုံခြုံရေးတပ်ဖွဲ့တွေကနိုင်ငံလုံးခြုံရေးဥပဒေစိုးမိုးရေးညီဝှက်ပြပြရေးတို့အတွက်လိုအပ်တယ်လို့၎င်းတို့ဘာလုံးလုံးထောက်ခံကြတဲ့သူတွေကိုအဆက်မရှိပြောလာခဲ့ပါတယ်။မင်းအောင်လှိုင်ရဲ့အာဏာသိမ်းမှုကတိုင်းပြည်ကိုမြည်တီအခြေအနေတည်ဆောက်ရောက်သွားစေခဲ့တယ်ဆိုတာကငင်းမရအောင်ထုတ်ပြလိုက်တဲ့သက်တမ်းဖြစ်လာခဲ့ပါတယ်။၎င်းတို့အာကိုတကြီးနဲ့ခွင့်ပြုလိုက်ရတဲ့အဆိုပါပုံကတိကလုံခြုံရေးတွေကိုကြီးကြပ်ပေးရမယ်ဆိုတဲ့ဇာတ်ကားကလည်းထမင်းစာကြီးသူတိုင်းရဲ့အုံနောက်ကိုလှောင်ပြောင်လိုက်တာပေါ့။တရုတ်ကရှမ်းမြောက်ဒေသမှာ၎င်းတို့ရဲ့လက်အောက်ခံကိုကန့်တက်တွေကိုလာရှို့ထိစေလွတ်ပြီးရဲ့နောက်ဝန်ကြီးက2024 ေဩဂုတ်လမှာနေပြည်တော်ကိုပထမဆုံးချိန်တရားဝင်ခီးစဉ်ဖြင့်ပေါက်ချလာပြီး၎င်းတို့လုံခြုံရေးတပ်များဝင်ရောက်ခွင့်ပြုဖို့အထိချင်းချောင်းအကြက်ကိုင်းလာခဲ့တာကစတင်ခဲ့တာပါဒီလိုနဲ့ထွက်ပေါ်လာတဲ့ပုံကဏီကလုံခြုံရေးကော်မတီအဖွဲ့ဝင်တွေနဲ့စိတ်ချရလောက်တဲ့အခြေအနေရောက်လာချိန်မှာတော့ကိုကန့်တပ်သိန်းကိုလာရှိုးမှပြန်ဆောင်ခိုင်းခဲ့ပြီးအခုကတီဘောကိုတော့ပြန်ပေးဖို့ဒီစီစဉ်နေပါတယ်ဗြိတိရှ်ကော်လိုနီဘွားမှလွန်မြောက်ဖို့အသက်သွေးချွေးပေါင်းများစွာရှင်ပြီးတိုင်းယူခဲ့ရတဲ့အတိုင်းပြည်ရဲ့အချုပ်ချာအာဏာက၎င်းတို့အာဏာတည်မြဲရေးကိုသာဗရာနာဆိုတဲ့စေအုပ်စုတွေလက်မှာစတင်ဆုံးရ ုံသွားခင်ရပြီဖြစ်ပါတယ်။နောက်ပိုင်းမှာတရုတ်သမဂ္ဂမြောက်ကိုရီးယားရုရှားတို့ကိုပါခေါ်သွင်းလာကြအောင်မှာဖြစ်ပါတယ်။ကမ္ဘာကြီးအခြေအနေကပြောင်းလဲလာနေပြီးအားလုံးကလည်းနှစ်ပေါင်း60ကျော်အချိန်ကြာလာပြီဖြစ်တဲ့ကမ္ဘာလုံးကြုံရင်ငြိမ်းချမ်းရေးစနစ်ကြီးကိုအရေးမထားတော့ကိုလုံးချင်ရမျက်နှာပြောင်တိုက်ကလုံနေကြပြီဖြစ်တဲ့ မင်းအောင်လိုင်းကလည်း၎င်းတို့ရဲ့အာနာတီမြဲရေးကိုတလောင်းနဲ့စိတ်မချနိုင်တဲ့အလားရွှေကပွဲကို၎င်းဖြစ်စေချင်တာကတစက်ကလေးမှအတိမ်ဆောင်မခံရလေအောင်အီလက်ထရောနစ်မဲပေးစနစ်ကျင့်သုံးလာခဲ့တယ်။အဆိုပါမဲပေးစနစ်ကရှင်းလင်းလာတဲ့မဲဟိုတော်ရှည်တွက်နေစရာမလိုဘလို့ရလက်ပဲထွက်ပါစေ၎င်းတို့လူတလူတမဟုတ်ချင်းပြောင်းလဲလူပြစ်လို့ရတယ်။ဒီစနစ်က Wi-Fi Internet Bluetooth မလို Operating System တို့ရဲ့ Micro Controller နဲ့ထိန်းချုပ်နိုင်လို့ Simple and School လို့ကြွေးကြော်နေပြီဖြစ်ပါတယ်။ အဲ့ဒီအတွက်ခင်မီဖွံ့ဖြိုးတိုးတက်တဲ့အနောက်နိုင်ငံများအာရှနိုင်ငံတွေတော့အခုထိမဲပုံမှာမဲလာထင်ရတဲ့စနစ်တောင်ကျင့်သုံးနေဆဲဖြစ်ပါတယ်ဒီလောက်နဲ့အာမေရတီမဲယုံများကိုကြီးကြပ်ဖို့မဲပိဆက်တွေကိုကန်တွဲဖို့၎င်းတို့လက်ရွေးစင်ရွေးချင်ထားသူတွေကိုလေ့ကျင့်ပေးဖို့တော့မဲအောင်လိုင်းဖြစ်စေတဲ့ရွှေကောက်ပွဲကိုတာဝန်ယူကပြအသုံးတော်ခံရမယ့်ရွှေကောက်ပွဲညွှန်ကြားလာပြီးဖြစ်ပါတယ်ရခိုင်ကပြဋ္ဌာန်းထားတဲ့ရွှေကောက်ပွဲဆက်ကော်မရှင်ဥက္ကဋ္ဌအဖြစ်တတိပုဂ္ဂလရှမီရဖာတောင်းဖြစ်ရမယ်လက်ထောက်များအဖြစ်ပညာရှင်အဆင့်ရှိသူနောက်ပါဝင်ရမယ်ဆိုတာကိုပယ်ဖျက်လိုက်ပြီးဖြစ်ပြီးအခုခါမဲအောင်လိုင်း 老仔，老邊嚟未？ ်နိုင်ငံဝန်နဲ့စစ်ထွက်မြည်သူမဆိုခန့်လို့ရသွားပြီဖြစ်တဲ့ကြေးရွာအဆင့်ထိရွေးကောက်ပွဲလုပ်ငန်းစဉ်အားလုံးကိုစေအုပ်စုမှလုံးဝထိန်းချုပ်ခွင့်ရသွားပြီဖြစ်တဲ့ဒီလိုပြင်ဆင်လိုက်ပြန်တဲ့အတွက်ရခိုင်ကတော့အယုံကြည်မဲ့နေတဲ့ရွေးကောက်ပွဲကပိုပြီးဆိုးသွားပြီဖြစ်တဲ့ဘီဂျင်းကလည်းတေချာပေါက်အနိုင်ရမယ်လို့ယုံကြည်ထားတဲ့ USDP ပါတီကောင်ဆောင်ခင်ရင်နဲ့အရှံဖြစ်ထားတဲ့တသက်ခိုင်တို့ကို၎င်းတို့မူဝါဒတိုင်းကပြအတုံးတော်ခံရင်တေချာစေဖို့တရုတ်ကွန်မြူနီပါတီမှဖိတ်ကြားထားတဲ့ဆိုကဘီဂျင်းကိုဆင့်ခေါ်လိုက်ပြီးဖြစ်ပြီးထွက်ခွာသွားပြီဖြစ်ကပီကင်းပြန်ခင်ပြီးပီကင်းပြန်တသက်ခိုင်တို့ဖြစ်လာပါရ ယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ရှင်းလင်းကြောင်းမှာစစ်တပ်စစ်ကြောင်းကိုတော်လိုင်းတက်တွေကတိုက်ခိုက်မှုစစ်သား15ဦးသေဆုံးတဲ့ဆိုတဲ့ကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းရှင်းလင်းကြောင်းမြို့နယ်တွင်ဝင်ရောက်လာတဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်သား15ဦးသေဆုံးပြီးအများအပြားဒဏ်ရာရရှိခဲ့ကြောင်းရှင်းလင်းကြောင်းမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့မှတာဝန်ရှိသူတောင်းကပြောပါရတယ်။ မေလ29ရက်နေ့ကမကွေးအခြေဆိုင်တမ88ခန်းလာရ89ခန်းလာရ73မှာစုပေါင်းထားတဲ့အကြံဘတ်စစ်တကကြောင်ပရောင်းမြို့နယ်စီပင်ကျေးရွာမှာပြူစောတီရီနဲ့ပေါင်းပြီးအင်အား150ခန်းနဲ့ရှင်နေချောင်းမြို့နယ်တာကူးကန်ကျေးရွာဖိုးကိုလမ်းမှာတဆင်ဝင်ရောက်လာကြောင်းအဆိုပါစစ်တပ်စစ်ကြောင်းကိုပြည်သူ့ကာကွယ်တပ်ဖွဲ့များကတိုက်ခိုက်ချိန်မုံခဲ့ရဇွန်လ16ရက်နေ့ကနေတီ20ရက်ကြာထိတိုက်ပွဲဖြစ်ခဲ့ပါတယ်။ အဆိုပါစစ်တပ်စကြောင်းကရှင်းနေကြောင်းမြို့နယ်လွန်ပင်ရှိုးကျေးရွာမှာအပြစ်မဲ့ပြည်သူတအုပ်အင်းတော်ကျေးရွာမှာပြစ်မဲ့ပြည်သူတအုပ်တို့ကိုဖမ်းဆီးတပ်ဖြတ်ခဲ့ပြီးကန်တာရွာတဲ့ကျေးရွာနဲ့လွန်ပင်ရှိုးကျေးရွာတို့မှာပြည်သူနေ15လုံးကိုမိရှုဖြတ်ဆီးသွားတယ်လို့သိရပါတယ်။ ဇွန်လ16ရက်နေ့စစ်တပ်စစ်ကြောင်းကကုန်းအိုင်ဖောင်းကွဲလမ်းကနေပြန်ထွက်သွားတာမကွေးချင်းဆိုင်တပ်မ88ခလာရ89ခမရ73တပ်နဲ့ကြောက်ပရောင်စီပင်ရွာကပြူရီပောင်ပြီးဝင်လာလို့တိုက်ပွဲဖြစ်လာတာပါမေလ29ရက်နေ့ကစတင်ခဲ့တဲ့အချိန်ကစပြီးကျွန်တော်တို့နဲ့တိုက်ပွဲဖြစ်တဲ့ရဲ20ကြားတိုက်ပွဲအတွင်းစခ15ဒေဆောင်ပြီးအများပြားတန်ရာရရှိခဲ့တယ်လို့ရင်းနှီးချောင်းမျိုးနဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့မှတာဝန်ရှိသူတို့ကဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကို YNGPDM တမမင်း special column ရင်းနတာ column နဲ့အင်တော်တိုင်းနဲ့ပကဖားတို့ပူပေါင်းပြီးတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သတင်းမှာဖော်ပြပါရှင်။ တောင်ပြည်မှာပြုလုပ်တဲ့ BBL အခြေခံစစ်ပညာသင်တန်းမှတ်စဉ်ကိုတင်နန်းစင်ပွဲ NUG ဝင်ကြီးဒေါက်တာစောဝေစု TNL မှာပို့ချုပ်တာဖုံးချော်ပါဝင်တော်လိုင်းခေါင်းဆောင်များတက်ရောက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းတောင်ပြည်မှာပြုလုပ်တဲ့ BBL အခြေခံစစ်ပညာသင်တန်းပတ်စဉ်ကိုတင်နန်းစင်ပွဲကိုအမျိုးသားညီညွတ်ရေးဆိုရ NUG ဝင်ကြီးဒေါက်တာစောဝေစု TNL မှာအထွေထွေအတွင်းရမှုပို့ချုပ်တာဖုံးချော်ပါဝင်တော်လိုင်းခေါင်းဆောင်များတက်ရောက်ကြတယ်လို့ BBL ကသတင်းထုတ်ပြန်ပါတယ်။စွန်လ9ရက်နေ့ဗမာပြည်သူ့လူမျိုးရေး တက်မတော့ BBNE ရဲ့အချင်းခံစစ်ပညာသင်တန်းပတ်စဉ်ကိုသင်တန်းစင်ပွဲခန်းနာကိုတောင်းပြည်တနီယာမှာကျင်းပပြုလုပ်ခဲ့ပြီးအဒီခန်းနာကို NUG ကျန်းမာရေးနဲ့ပညာရေးဝန်ကြီးဒေါက်တာဇော်ဝေစို PSLF DNL အထွေထွေအတွင်းရေးမှူးဘုတ်ချုပ်တားဖုံကျော် KNB ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ဒုတိယဥက္ကဋ္ဌခွန်ပီတူအရခတ်တတော်အေးမှတမူတောပြည်သူ့လူမျိုးရေးတက်မတော့ PNLE မှာ COC ကျောင်းနဲ့အထွေထွေအတွင်းရေးမှူးမြန်မာတိုင်းငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ဒုတိယဥက္ကဋ္ဌနဲ့ပမာပြည်လူမျိုး မြောက်ရေးတပ်တော် BBN ၏ကိုကိုင်မိုမောင်ဆောင်ခါတို့တက်ရောက်ခဲ့ကြောင်းသိရပါဗျ။ မဟာမိတ်ကောင်ဆောင်တွေကတော်လိုင်းအောင်မြင်ဖို့မတူညီတဲ့အင်အားစုတွေအကြားညီညွတ်ရေးလိုအပ်ကြောင်းမိမိတို့ဟန်ချက်ညီပါကဆေယနာရှင်စနစ်အမြန်ဆုံးအဆုံးသတ်မှာဖြစ်ကြောင်းဒီကပြောကြားတယ်လို့သိရပါတယ်။ဒါအပြင်တနန်းစင်းရေဘော်တွေကိုလက်နက်များပြီးရတက်ဆင်ပြီးအမှတ်၃၀စစ်တီတာအတွက်တရင်တစ်တစ်ခုလည်းတိုးချဲ့ဖွဲ့စည်းခဲ့တယ်လို့သိရပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ငဖဲမြို့နယ်ရှိစစ်တပ်စခန်းတစ်ခုကိုတိုက်ခိုက်မှုစစ်သားတအုပ်တီဆောင်ပြီးတအုပ်အရှင်ဖမ်းမိကနေရီကန်စစ်ပြွာကုန်းမှထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သား၁၄ဦးကိုလည်းဖမ်းဆီးရရှိရတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ င်းမကွေးတိုင်းငဖင်းမြို့နယ်နေကလန်ဟောင်းခွန်စုရွာလမ်းကွဲမှာတပ်ဆွေထားတဲ့အစံပတ်စစ်တပ်ကာကင်းစခန်းကိုတိုက်ခိုက်ရာစစ်ကောင်စီတပ်သားတအုပ်တီဆောင်ပြီးတအုပ်ရှင်ဖမ်းမိကလက်နက်ငါးလက်သိမ်းဆည်းရရှိခဲ့တယ်လို့ CDF အရှုံမှတာဝန်ရှိသူဆလိုင်းရူချင်းမှတာဝန်ရှိသူတအုပ်ကပြောပါရယ်ဇွန်လ20ရက်နေ့မနက်9:25မိနစ်ခန့်မှာနေကလန်ကျောင်းရံကာကွယ်တပ်ပြဟကုန်းရဲ့ကာကင်းစခန်းဖြစ်တဲ့ခွန်စုရွာလမ်းကွဲမှာတပ်ဆွေထားတဲ့အစံပတ်စစ်တပ်စခန်းကိုတော်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါရယ်အဲ့လို ဝင်ရောက်တိုက်ခိုက်မှုကအချိန်15မိနစ်ခန့်ကြာမြင့်ခဲ့ပြီး အကြံဖက်စစ်ကောင်စီတပ်သားအများပြားစကန်းစွန်ခွာထွက်ပြေးကတိုက်ပွဲအတွင်းစစ်ကောင်စီတပ်သားတအုပ်ပွဲချင်းပြီးတိုက်ဆုံပြီးတအုပ်အရှင်ဖမ်းဆီးရမိပြီးအများပြားထိခိုက်ဒဏ်ရာရရှိခဲ့က CDF အရှုံးမှတပ်ဖွဲ့ဝင်တအုပ်မစိုးရင်ရဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ အဆိုပါတိုက်ပွဲတွင်အကြံဖတ်စစ်ကောင်စီတပ်သားများထံမှ MA မျိုးစာလက်နက်ငယ်၅လက် PA တရားစိန်ပြောင်းတလက်နှင့်ခဲယံအများပြားသိမ်းဆည်းရရှိခဲ့ပါသည်အဓိကတော့မိမိတပ်စခန်းစွန့်ခွာပြီးထွက်ပြေးကြသူတွေကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေကိုမယုံကြည်ရတဲ့အတွက်ချိန်ဦးတရားပြီးမြေပြန်ပတ်ရောက်ချိန်စကားစဘက်ကပြန်ပြီးရှေ့တန်းပြန်ပို့ခံရဒီလိုမျိုးတန်တရားနဲ့ပတ်နေမဲ့အစာမိမိအသက်ဘဝလုံခြုံမှုမိမိဘဝစစ်ကောင်စီလက်အောက်လွတ်မြောက်နိုင်ဖို့အမြန်ဆုံးအလင်းဝင်ကြပါလို့ပြောခြင်းကြောင့် CDN အရှုံးမှတာဝန်ရှိသူဆက်လိုက်ရူချင်းမှပြောပါရယ်အဲ့ဒီတက် ခိုက်မှုကိုချင်းကာကွယ်ရေးတပ်အရှိုး CD ရဲ့အရှိုးလူပောင်တင်တက်မတော် NSA နဲ့အရှိုးချင်းကာကွယ်ရေးတပ် ACDF တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။ဒါပြင်နိုင်ငံလန်ဟောင်းဖြတ်တောက်တက်ခိုင်ရေလှုပ်ဆောင်နေစဉ်နိုင်ငံပြွာကုန်းမှထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သား၁၄ဦးကိုဇွန်လ၁၂ရက်နေ့မှာဇွန်လ၁၄ရက်ထိတော်လိုင်းတပ်ဖွဲ့တွေကအရှင်ဖမ်းဆီးနိုင်ခဲ့ပြီး MA1 တနတ်၃လက် MA3 လက်နဲ့ခင်ရန်တချို့သိမ်းဆည်းရရှိခဲ့တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။